ဝိပဿနာတရားအထုတ်တယ်ဆိုတာသဘာဝတရားကိုအမှန်သိအောင်လုပ်တာဖြစ်တယ်အမှန်မသိလို့ရှိရင်ကိုယ်ကတွေ့တာစရာကြီးလို့ထင်နေတယ်တဏှာအမြင်အဝိဇ္ဇာကြောင့်တဏှာအမြင်နဲ့တွေ့တာနေတယ်အဲ့ဒါတွေ့တာမှုကိုရှင်းနိုင်အောင်ဝိပဿနာဉာဏ်နဲ့အမှန်မြင်အောင်ကြည့်ခိုင်းတယ်မှန်မြင်အောင်ကြည့်ခိုင်းလိုက်တဲ့အခါကျတော့ကိုရထားတဲ့ခန္ဓာကိုယ်ကြီးကတကယ်ကြည့်လိုက်မယ်ဆိုရင်จิตတ်ဆရာတစ်ခုမှမရှိဘူးဘာကြောင့်မရှိတာလို့ဆိုရင် ထာဝရလည်းပြောင်းလဲနေတယ်အဆိုဘက်ကိုပြောင်းလဲနေတယ်ဝိပရိနာမဓမ္မဖောက်ပြန်ပြောင်းလဲနေတဲ့ယုတ်တရားနန္တရားတွေသာဖြစ်နေတယ်အဲ့ဒီဖောက်ပြန်ပြောင်းလဲမှုကိုတည်တည်ချာချာသိပြီဆိုရင်ဒီခန္ဓာကြီးပေါ်မှာငြိမ့်ွေလာတယ်ငြိမ့်ွေလာတယ်ဆိုတော့မตายရတော့ဘူးမလို့ချင်တော့ဘူးဆိုရင်တဏှာကိုဖယ်ရှားခြင်းပဲဖြစ်တယ်မလို့ချင်တော့ဘူးဆိုတာနေပြီးတော့ဒီလိုချင်တဲ့တဏှာကို 龙王派下边奶奶，为把咱俩精神的呢呢嘛，吃饱拉的，买骨头耍牙。